ပြည်ရောင်တက်ကရစ်ရုတ်တန့်ဇလန်တွဲမှာရဲကောင်နဲ့ထူးဆောင်အပြင်ဆုံတွေ့ခဲ့ကြပြီးညီအကိုအရင်တွေလိုချစ်ခင်ခဲ့ရတယ်။တရုတ်ဆောင်သူရဲ့နောက်ဆုံးခရီးမှာဖော်မပြနိုင်လောက်အောင် စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ရတယ်ဆိုတဲ့တရုတ်ဆောင်နဲ့အဆိုတော်အောင်မြင်မြန်မင်္ဂလာပါပရိသတ်ကြီးရင်အဆိုတော်နဲ့တရုတ်ဆောင်အောင်မြင်မြန်ကတော့အမှုပညာလောကကိုအိမ်မက်ဆောင်ရာတချင်းစုပ်ပြိုင်ပွဲကနေတဆင်ဝင်ရောက်ရှိပြိုင်ရင်ကနေရောက်ရှိလာသူဖြစ်ပြီးတော့အောင်မြင်မြန်ကအိမ်မက်ဆောင်ရာစီစဉ်ဖိုင်ရဲ့ဝင်းသားတစ်ယောက်လည်းဖြစ်ပါတယ် နောက်ပိုင်းမှာတော့အင်းလေးသူတချင်းအပါအဝင်ကိုပိုင်တန်စင်တေးတချင်းတွေကိုရေးဆက်သီးဆိုခဲ့တာဖြစ်တယ်လို့ပြိသက်ရင်နဲ့အထီရောက်နိုင်တဲ့တချင်းအေးအေးလေးတွေနဲ့လည်းဒီနေ့ဒီချိန်အထိပြိသက်တွေရဲ့အားပေးခြင်းကိုလက်ခံရရှိနေသူလည်းဖြစ်ပါတယ်။အောင်မြင့်မြတ်ဟာယခုကွယ်လွန်သွားခဲ့တဲ့တရုတ်ဆောင်သူနဲ့အတူ MRTV4 ကနေထုတ်လွှင့်ပြသခဲ့တဲ့အဖြူရောင်တက်ကရစ်ရုပ်သံဇလံတွဲမှာရဲကောင်အဖြစ်ပါဝင်တရုတ်ဆောင်ထားသူလည်းဖြစ်ပါတယ်။အဖြူရောင်တက်ကရစ်ရုပ်သံဇလံတွဲထဲမှာ ပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေကိုတော့ပြည်သက်တွေကသဘောကျနှစ်သက်ခဲ့ကြတာဖြစ်တယ်လို့ထူးဆော်တဲ့ရဲကောင်ကိုလည်းပြည်သက်တွေကဒီနေ့ဒီချိန်ထိ တွေ့လျက်မြင်နေကြတာလည်းဖြစ်ပါတယ်။အဖြူရောင်တက်ကလေးဇလန်တွဲရိုက်ကူးရင်းမှာခင်မင်ခွင်ရခဲ့ကြတဲ့အမှုပညာညီအကိုတွေဖြစ်ကြပေမယ့်ဇလန်တွဲပြီးတော့နောက်ပိုင်းမှာလည်းအဆက်အသွယ်ရှိခဲ့ကြသလိုညီတယောက်လိုချစ်ခဲ့ကြတဲ့တရုတ်ဆောင်သူအတွက်အောင်မြင်မြတ်ကအမြဲတမ်းကြည့်ရှုစောင့်ချောက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာ ရေမတော်တဆမှုဖြစ်ပွားခဲ့ပြီးတော့မက်လာ၁၀ရက်နေ့မှာကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်ထူးရဲ့နောက်ဆုံးစာပနာအခမ်းအနားမှာတော့တရုတ်ဆောင်အောင်မြင့်မြတ်ကရဲကောင်အနေနဲ့လာရောက်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင့်မြတ်ဟာတရုတ်ဆောင်ထူးရဲ့ရုပ်အလောင်းကိုမိတကြိုပြီးလို့အယိုးပြကိုကူသွင်းတဲ့အချိန်အထိထူးရဲ့ဘေးနားမှာရှိနေပြီးခဲ့တာဖြစ်ပြီးညီငယ်တယောက်ကိုဆုံးရှုံးလိုက်ရတဲ့အကိုကြီးတယောက်ရဲ့ခံစားချက်မျိုးကိုခံစားနေရတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထူးကကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ အပြည်အောင်တက်ကရစ်ဇလန်တွဲကလည်းပြီးဆုံးသွားခဲ့ပြီဆိုပေမဲ့ထူးနဲ့ရဲကောင်တို့လိုပြိသက်ချင်းရတဲ့အနုပညာရှင်တွေကတော့ပြိသက်တွေရဲ့ရင်ထဲမှာအမြဲထာဝရအရှင်သန်နေကြအောင်မှလည်းဖြစ်ပါတယ်